ကျွန်တော်ရဲ့မိတ်ဆွေဗုဒ္ဓဘူဇာတိများတွေအခုဖြတ်တန်းဝင်ရပါမယ်။နိုဝင်ဘာလတက်လာတာနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေများကိုဟောပြောပေးမှာပါ။ဟောပြောပေးတယ်ဆိုတဲ့အခါမှာပြည်ပြည်စုံစုံလေးဖြစ်ရလေအောင်အလောက်ကိုင်နောက်ငွေကြီးကျမ်းမာရေးလူမှုရေးနောက်ပညာရေးဘာသာရေးခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စတွေရေနောက်ရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေတွေကိုကျွန်တော်ကဒါတကူချင်းပေါ့နော်ပြည့်ပြည့်စုံစုံလေးတဲရောကလေးနဲ့ကြည့်ပြီးတော့ဟောပြောပေးမှာပဲ ဖြစ်ပါတယ်ခင်ဗျာအဲ့တော့မိတ်ဆွေများကကျွန်တော်ရဲ့ဒီရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးနောက် follow မလုပ်ရသေးဘူးဆိုတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာအော်ရဘူးသားကြီးများကအခုဒီနိုဝင်ဘာလတလတာ ကာလတော်တွင်မှာအလုတ်ကိုင်နဲ့ပတ်သက်ပြီးကြည့်ရမယ်ဆိုရင်လုပ်ငန်းခိုင်ငန်းပိုင်းနေနဲ့ပတ်သက်တဲ့သိစာထင်ရှားတဲ့တိုးတက်အောင်မြင်မှုတွေအခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လို့လာနိုင်ပါတယ်။ဒါပြင်အလုံးနဲ့ပတ်သက်ပြီးတော့တချို့သောဗုဒ္ဓဘာသာနည်းများကအပြောင်းလဲတွေလည်းပဲဖြစ်ပေါ်လာနိုင်ပါတယ်။အဲ့ဒီအပြောင်းအလဲတွေဖြစ်လာခဲ့ရင်လည်းပဲအဟာကောင်းသောပြောင်းလဲခြင်းတွေလို့ပြောလို့ရပါတယ်။စီကြာတာကတော့လုပ်ငန်းခိုင်ငန်းတွေနဲ့ပတ်သက်ပြီးတော့တကယ်ကြိုးစားနေတဲ့သူတွေတကယ်အလုံးလုံးနေတဲ့သူတွေကတိုးတက်အောင်မြင်မှုတွေကိုချိန်သေးပေါ့ရရှိစေမဲ့ လာတလာဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့တွေ့ရပါတယ်ဆက်လက်ပြီးတော့ငွေကြီးပိုင်းဘက်ကိုကျွန်တော်ဟောပေးပါမယ်ငွေကြီးပိုင်းမှာအကုန်ကြတွေညာတတ်ပါတယ်အထွက်ပြူတွေညာတတ်ပါတယ်ကိုယ်လုံငန်းကိုင်ငန်းတွေကိုအရင်းအီးတွေထပ်တက်နေလို့ပဲဖြစ်ဖြစ်အဲကြလိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေဝယ်ချမ်းရလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းပဲတချို့ကအဲနည်းနည်းအသုံးစားလက်ကွာနေလို့ပဲဖြစ်ဖြစ်ပေါ့နော်ငွေကုန်ကြီးကြတွေညာတတ်ပါတယ်ဒါပြီးငွေကြီးတွေနဲ့နည်းနည်းလေးခေါင်းရှုပ်စရာလေးတွေစိတ်ညစ်စရာလေးတွေလည်းပဲ ကြုံတွေ့လာရတတ်ပါတယ်။ဂယူဆိုင်ဖို့တော့လိုတယ်လို့မှာကြားလို့ပါတယ်ခင်ဗျာ။ကျမ်းမာရေးပိုင်းဝယ်ဖို့ကျွန်တော်ဆက်ပြီးကြည့်ပေးပါမယ်။ဘောဒဘူသားနိနာရဲ့ကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေကဒီနိုဝင်ဘာလထဲမှာ ကောင်းမွန်တိုးတက်မှုတွေကိုရရှိလာနိုင်ပါလိမ့်မယ်။အဲ့တော့နေထိုင်မကောင်းဖြစ်နေတဲ့သူတွေ၊ကျန်းမာရေးညံ့နေတဲ့သူတွေ၊ယောဂဝေဒနာခံစားနေရတဲ့သူတွေရှိခဲ့မယ်ဆိုရင်တော့ဆရာကောင်းသမားကောင်းတွေနဲ့ဒါတွေ့ရတတ်ပါတယ်။ဒါတော့မလို့ကိုယ့်ရဲ့ကျန်းမာရေးအညံ့ ကြုံနေရပါတယ်ဆိုတဲ့သူတွေဆိုရင်တော့မှပဲကောင်းလာလိမ့်မယ်အခြေအနေမျိုးတွေကိုတွေ့ရပါတယ်ခင်ဗျာ။နောက်လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းကို ကြည့်ပြလိုက်ပါတယ်။လူမှုရေးပိုင်းမှာတော့အဆင်မပြေမှုတွေညာတတ်ပါတယ်။ကိုယ့်ပေါ်ကိုတကယ်ကောင်းတဲ့သူတည်းဆိုင်မကောင်းတဲ့သူတွေနဲ့ပို့ပြီးတော့တွေ့ရတတ်ပါတယ်။လူမှုရေးကိစ္စတွေကိုအကြောင်းပြုပြီးတော့စိတ်ညစ်စရာလေးတွေကြုံရတတ်တယ်လို့သာတွေ့ရပါတယ်။နောက်ပညာရေးကံ နောက်ဘာသာရေးကံကိုကြည့်ပြပါမယ်။ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ software ချက်တွေမှာလည်းပဲအလိုကို ကောင်းနေပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်တဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိမယ်ဘာသာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်နေတဲ့သူတွေဆိုရင်လည်းဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်မယ်လို့တွေးရပါတယ်ဆက်လက်ပြီးတော့ခရီးနဲ့ပတ်သက်တဲ့အကြောင်းဝိစာလေးကိုကြည့်ပြလိုက်ပါတယ်ခရီးသွားလာမှုတွေနဲ့ပတ်သက်တဲ့အခြေအနေတွေပေါ်ပေါက်လာနိုင်ပါတယ်သွားပြစ်လာပြစ်တဲ့ခရီးသွားလာရတဲ့ခရီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေတတ်ပါတယ်ဘာသာရေးနဲ့ပတ်သက်တဲ့ခရီးမျိုးတွေလည်းပဲ ွားရတတ်တယ်လို့တွေးရပါတယ်ခင်ဗျာ။နောက်ရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေပါ။ရန်အတိုက်ခိုက်ကတော့မရှိဘူးလို့လည်းပြောလို့မရသလိုရှိတယ်လို့လည်းပြောလို့မရဘူး။နည်းနည်းသေးတော့ဂယူဆိုင်ဖို့လိုပါတယ်။အဲ့တော့ကိုယ့်အနေနဲ့အနည်းမှန်နေဆိုရင်ဘာကူမှဂယူဆိုင်နေစရာမလိုဘူးလို့မှာကြားလို့ပါတယ်ခင်ဗျာ။ဒါကတော့ပထမတဲရောအကတ်တွေကိုကျွန်တော်ကြည့်ပြီးတော့ဒါလိုအပ်ထားလေးတွေကိုဒါတစ်ချက်ချင်းပေါ့နော်ပြည်ပြည်စုံစုံလေးဟောပြောပေးတာပါဗုဒ္ဓဘုရားနိနာအတွက်ဘလုကံအခွင့်လန်းကောင်းနေ ကြုံတွေ့ရနိုင်အောင်မလဲ။နောက်ဘလို့ရေရာလေးတွေကိုဆောင်ရွက်တင်လဲဆိုတာပေါ့ကျွန်တော်ထပ်ပြီးတော့ကြည့်ပြပါဦးမယ်။ကဲကူးဆက်လက်ပြီးတော့ဗုဒ္ဓဟူသားနေ့များတဲ့နောက်တစ်ချိန်တဲ့ဘက်ကလည်းကျွန်တော်ထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီ။ ဘောရဘူးသားကြီးများခင်ဗျာဒီဥလိုဝင်မာလာတလားတာကာလာတွေမှာဘယ်ကိစ္စကိုပဲဖြစ်ဖြစ်သိပြီးတော့စိတ်ညစ်မခံပါနဲ့စိတ်ရှုပ်မခံပါနဲ့မလိုအပ်တဲ့ကိစ္စတွေကိုသိပြီးတော့ကောင်းတဲ့ဘုံထဲမှာထားပါနဲ့ပေါ့ပေါ့ပါပါနေပါ။နောက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုဆုံးဖြတ်တော့မယ်လောက်ကန်ဆောင်လဲတော့မယ်ဆိုရင်ကိုယ်သဘောကိုယ်စိတ်နဲ့ပေါ့နော်။ကိုယ်စိတ်ထင်အောင်စုပြီးတော့လှူထားမျိုးမဟုတ်ဘဲနဲ့စဉ်စဉ်သာသာတိုင်တိုင်းမင်မင်တွေးတွေးခေါ်ခေါ်လေးတွေနဲ့လောက်ကန်ဆောင်ရပါလို့အကြံပြုပေးလိုပါတယ်။အဲ့တော့ဒီအခုလာပိုင်းထားအတွင်းမှာပေါ့နော်။အနောက် ချက်လေးတချို့ရှိနိုင်ပါတယ်အဲ့တော့အဲ့ဒီအနောက်ချက်တွေကရုပ်ပိုင်းဆိုင်ရာအခြေအနေကိုတော့ဘာမှမဟုတ်တော့လည်းပဲစိတ်အနောက်ချက်ဖြစ်စရာလေးတွေဝင်ဝင်လာတတ်ပါတယ်အဲ့ဒါလေးတွေကိုတော့သတိထားဖို့လိုပါတယ်ရေရရာကတော့နည်းနည်းဒါဥနာမကောင်းတဲ့သူစိတ်မနှံ့တဲ့သူဒါမျိုးယူနေတဲ့သူတရားကိုကိုတတ်နိုင်သလောက်ပေးကမ်းလိုတန်းကူညီမှုဆောင်ရွက်ပေးလို့ရပါတယ်ခင်ဗျာကဲတော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အောက်ဘက်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့ အားပေးခဲ့ပါအောင်ခလားကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရှိမှတဦးချင်းတယောက်ချင်းဘေးရီမေးပြချင်တယ်ဆိုရင်ကျွန်တော်ရဲ့ TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တင်လာတာရှိပါလေအဓိကနေဆက်သွယ်ပြီးတော့ချုပ်တင်စာရင်းပေးကဘေးရီမေးမြန်းတို့ရပါတယ်ခင်ဗျာ တဦးချင်းတယောက်ချင်းရဲ့ဗီဒင်ဂိမ်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒင်ဟော့စလန်တွေကိုကျွန်တော်ပို့ပေးပြီးနောက်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်နောက်လိုအပ်တဲ့ရေရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံပူစော်ကတဦးကို2000ကျပ်ယူပါတယ်ခင်ဗျာရန်ကုန်ကမိတ်ဆွေများတွေအခုဒီနိုဝင်ဘာလဇာဇန်ပိုင်းတွင်ကျွန်တော်ရန်ကုန်မှာရှိပါတယ်ကျွန်တော်နဲ့အပြင်မှာလူတွေ့တွေ့ဆုံမေးမြန်းခြင်းနဲ့မိတ်ဆွေများကကျွန်တော်ကိုကြိုတင်ဆက်သွယ်စီရင်ပေးပြီးတော့နိုင်ရောက်တွေ့ဆုံမေးမြန်းလို့ ရပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်နာမည်နဲ့ Bedding Application လေးလုပ်ထားတာရှိပါတယ် Play Store မှာ Soyan Tool ဆိုတဲ့နာမည်ကိုရပ်ပြီးတော့ကျွန်တော်ရဲ့ Bedding Application လေးကို download ဆဲတာကျွန်တော်နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ Daily ဟောတွေကိုနေ့စဉ်ဝင်ရောက်ကြည့်ရှုဖတ်ရှုနိုင်ပါတယ်ဒါအပြင်တပတ်စာဟောစမ်းတွေအခုလိုတစ်လစာဟောစမ်းတွေတစ်နှစ်စာဟောစမ်းတွေကိုလည်းပဲ Application လေးထဲမှာကစုတဲ့တစီတဲ့တနေရာထဲမှာဝင်ရောက်ကြည့်ရှုဖတ်ရှုနိုင်ပါတယ်အဲ့တော့ကျွန်တော်ကို အဲအားပေးကြတဲ့မိတ်ဆွေများကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ပေါ့နော်ကျွန်တော် application လေးကို download ဆွဲထားတဲ့ဒါနေ့စဉ်ကြည့်ရှုအားပေးတဲ့မိတ်ဆွေများအတွက်ကိုကျွန်တော်ကအရေးကြီးတဲ့မေးခွန်းတစ်ခုကိုအင်္ဂါဝိဇာသို့မဟုတ် terror ကနေကျွန်တော်ပြန်ပြီးတော့ဖြေပြီးဟောပေးပါမယ်အဲ့တော့မိတ်ဆွေများကကျွန်တော်ရဲ့ pdf application လေးကို download ဆွဲထားတဲ့ပုံလေးကိုဒီရဲ့ပို့အောင်မှာအဲမမ်းမီလို့ရှိရင်ကိုတိကျင်တဲ့မေးခွန်းတစ်ခုကိုမေးခဲ့လို့ရပါတယ်တတ်နိုင်သလောက်ကျွန်တော်ပြန်ပြီးတော့ ဖြည့်ပြီးဟောပေးပါမယ်။ဒါကတော့ကျွန်တော်ရဲ့မေးစင်သားဖို့ကျွန်တော်တတ်နိုင်တဲ့ဘက်သားနေပြီးတော့ခြေစူးတုံ့ပြန်ပြီးတော့ဆောင်ရွက်ပေးခြင်းပဲဖြစ်